ဲတနိုင်ငံလုံးအတိပေးစရာလေးရှိပါတယ်တနိုင်ငံလုံးနော်ကြားမှယောက်ျားကြီးငယ်မရွေးပါဘူးနော် silent strike for fake election ပေါ့နော်အတူရောင်ရွေးကောက်ပွဲအတွက်ကျွန်တော်တို့တပိတ်လောက်ရမယ် strike ပေါ့နော်ဒါလောက်ကိုလိုပါတယ်ဒီဇင်ဘာ10ရက်နေ့မှာပဲတချို့တွေကဒီလိုမျိုးပြောလို့ရှင်ရင်ဟိုဘာထုမှလဲတော့အမျိုးတွေမိကုန်ထောက်တာမျိုးတွေလည်းရှိကောင်းရှိလိမ့်မယ်ကြည်နေတယ်သူကဟုတ်လားနော်တချို့ကောမတွေတို့အတိညာအားနေတဲ့ပြည်သူတွေတို့ကီလုံးကျုပ်အတန်တိတ်တပိတ်ပြုလုပ်မီတိတ်ဆိတ်ခြင်းသည်အကျေလောင်ဆုံးဟစ်ကျွေးတန်ဆိုတဲ့အတိုင်းရဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲကြီးနီးကပ်လာတဲ့နေ့အမျှ ပြည်သူထောက်ခံမှုရရှိနေတဲ့အောင်ဝါဒဖြန့်မှုများကိုတံပြန်ရန်နဲ့မတရားမှုများကိုဟစ်အော်အတိပေးကြပါမယ်။ယခုတစ်ကြိမ်အတန်တိတ်တပိတ်ကို2025ခုနှစ်ဒီဇင်ဘာလ10ရက်လူအခွင့်ရေးနေ့မနက်10:00နာရီမှညနေ3:00နာရီကြားအချိန်ကာလမှာပြုလုပ်မှာဖြစ်ပြီးတတိုင်းပြည်လုံးတိတ်ဆိတ်ခြင်းနဲ့အတူအယောင်ရွေးကောက်ပွဲကို ရိုက်ချိုးကြမှာဖြစ်ပါတယ်ကျုပ်တို့ဒူးထောက်နေလို့သာကြီးကျယ်သူတွေကြီးကျယ်နေကြတာပါကိုင်းကျုပ်တို့အားလုံးယုံထွက်နှိုးထားကြဆိုရှိပါတယ်ကျွန်တော်တို့ဒီ data ပေါ့နော်ကဘာမှာလက်ရှိကဘာမှာဒီ data သမတ်စတက်ဟို freight ဖြစ်သုံးပေါ့နော်ဟုတ်လားဒီအရန်ကောင်မှာတော့ဒီ data တွေကပြောမယ်ဆိုလို့ရှင် freight ဖြစ်ဆုံးမယ်သဘောပေါက်လားနော်အကြောက်ဆုံးမယ်နော်စန္ဒပြတာရောနော်ဟုတ်လား people flow tested ပေါ့နော်ပြောမယ်ဆိုလို့ရှင်အဲ့လိုမျိုးဟာတွေကအကြောက်ဆုံးပဲเนาะအာနာရှင်တွေတကယ်ပြောတာเนาะ ် data for protest ပြောမယ်ဆိုလို့ရှိရင်ဒါမှမဟုတ် strike လို့ပြောမလဲနော် strike ပေါ့နော်အဲ့လိုမျိုးလုပ်ဖို့လိုပါတယ်နော် silent ပေါ့ပို့ ACED state home မှာနေအောင်ပါပဲဟုတ်လားဘာမှမဖြစ်အဲ့လိုမျိုးပြချင်းအဖြစ်နောက်တစ်ခုကျွန်တော်ကဘာလို့ကဘာမှာပေါ့နော်ဒီ data ဒီ data ဆိုတာအာနာရှင် the master freight နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်နော်ဟိုအရန်ကြောက်တယ်ပေါ့ပြောမယ်ဆိုရင်ပေါ့နော်အာနာရှင်เนี่ยအဲ့ဒါကိုကျွန်တော်စကားနဲ့တက်တည်ပြရမယ်ဆိုလို့ရှိရင် ဟိုအာနာရှင်တွေကသူတို့စမ်းနှပြပြီဆိုလို့ရှင်ဘာဖြစ်လဲအားကြောက်ပြီးတော့နော်ရဲတွေကိုနှိမ်နှင်းခိုင်းတာတတ်ခိုင်းတာအဲ့အာမမရဘူးလဲစစ်သားတွေကိုတတ်ခိုင်းဖြတ်ခိုင်းတာဟုတ်လားသူ့အောက်ကသူ့အာနာရသွားအလွဲတုံးစားလောက်လိုက်တာအကုန်ပြည်သူတွေကြိုက်တာတတ်ဖြတ်ခိုင်းတာနော်အဲ့ပေါ်မှာကောင်းဆယ်မျိုးတို့သူတို့ကအကြမ်းဖက်တွေပါဘာညာပါပုံကန်တာအချင်းညိုပြအောင်လောက်တာပါဆိုတော့ဒီဂျုံနှန်းစကားတွေပြောပြီးတော့ပေါ့နော်အဲ့လိုမျိုးတွေပေါက်ပန်းလေးတွေရှောက်လုံနေကြတာနော်အဲ့ကြောင့်မလို့ခုနောက်တစ်ခုကျွန်တော်စကားနဲ့တက်တည်ပြချင်ပါတယ်ဒါမှမထီရောက်လားမထီရောက်ဘူးဆိုတာကိုလည်းပတ်သက်ပြီးတော့ပေါ့နော်မကြုံပါဆိုလို့ စကားပြောရင်လူတယောက်သိအောင်ပြောဖို့လိုတယ်ဟုတ်လားကျွန်တော်ပြောတာဟိုကိုကျွန်တော်ကဒီကိစ္စကိုပြောတယ်ဗျာโอเคဒါဆိုရင်ဟုတ်ပြီ silent strike ပေါ့နော်အဲအဲ့ဒါပြောတဲ့အတွက်တချို့တွေသဘောပေါက်ချင်မှပေါ့မယ်ဟုတ်တယ်မလားမပေါက်ချင်လည်းမပေါက်ချင်အပေါ်ရန်တော့ပဲတည်ပြီးအဲ့တော့ကျွန်တော်ဟိုထဲထဲဝင်လေးလေးနက်နက်နဲ့အများကြီးအရှိအီးတည်သွားဖို့ပေါ့ပြောမယ်ဆိုရင်အဲ့လိုပြောဖို့ပြောရမယ်ဆိုတာကျွန်တော်မှပဲတာဝန်ရှိရလေတည်ဖို့ဟုတ်လား TV ကိုခိုင်းမှကြည့်တဲ့သူကဟိုအားလုံးတည်ဖို့ဆိုတာဟုတ်တယ်မလားအဲ့တော့ကျွန်တော်တက်တည်ပြမယ်စကားနဲ့โอเค ကြည့်တဲ့သူကကြားမှကြီးငံမျိုးကွာအဲကိုကဘယ်လိုပြောမလဲ family or friends เนาะအဲ့လိုမျိုးရှိခဲ့မယ်ရှိမှာပဲလေလူဆိုတာဟုတ်လားဆက်နွယ်နေရပဲလေဒီပြမှန်ကြည့်တဲ့သူမိသားစုရှိမယ်မရှိလို့ရှင်တငယ်ချင်းမိတ်ဆွေပေါင်းနေဆိုရှိမယ် okay ဆိုတော့အဲ့လိုမျိုးရှိတယ်ဆိုရင်ကွာကိုနဲ့ပေါင်းနေတဲ့မိတ်ဆွေတငယ်ချင်းတုံမဟုတ်ဟိုမိသားစုเนาะကိုမိသားစုအဖို့ဝင်နေလားဒါမှမဟုတ်လောက်ပေါ်ကိုင်းပတ်တေးလားတခုခုပေါ့เนาะဒါဆိုရင်သူကကိုဆန္ဒပြလားအရင်လိုပေါ့တော့ဆက်ဆံရေးတွေကျဲလာလားဒါမှမဟုတ်လို့ရှင်ကိုအဲဒီပြမှန်ကြည့်တဲ့သူယောက်ျားရှိတယ်မိန်းမရှိရလို့သဘောထား example ပြောတာ okay ဒါဆိုရင်သူက ဟိုဒီနေ့တော့အချိုးတွေပြောင်းနေဒီကစကားနဲ့သာညင်ပါထားလဲဟာအောက်ချိုးလဲဟာဟုတ်လဲစကားတွေတော့နည်းနည်းခစ်နဲ့အညီကျွန်တော်ကရင်ရင်ပါပေါ့နော်ဆိုတော့အဲ့တော့မလို့ဟုတ်လားသူဘာစောက်ချိုးတွေချိုးနေလဲဟာအဲ့တော့ကြကိုကိုကိုစိတ်ကမနှလုံးသားကိုရိုးရိုးရွာရွာဖြစ်စေတယ်ဟုတ်တယ်မလားဆိုတော့ဟမ်မဟုတ်လားကျွန်တော်ပြောတာစင်သားကြီးဖြစ်လေကို့ဆန်တန်းပြတယ်ဆိုမိမလောက်ကစောက်ချားကိုဇနီးလို့ပြောမလားဟမ်ဟုတ်လားဟိုယောက်ျားလို့ပြောမှာကို့မျိုးသားကို့ရဲ့ဇနီးချစ်သူဟုတ်လားဒါမျိုးဆိုလို့ရှင်ကို့အဲ့လိုမျိုးစံနာပြရတဲ့ကို့စိတ်တဲအဆင်ပြေမနေတော့ ဒါအသေးလေးဥပမာကျွန်တော်လူမှုရေးရပြောတာပါနော်နားလည်အောင်လို့ရှင်းပြရတယ်ကြုံနားမလည်မဲ့သူတွေမထိရောက်ထိရောက်တယ်ဆိုတာကိုကျွန်တော်ကပြောတာဟုတ်ပြီနော်โอเคဆိုတော့ဒီဒါကြောင့်မလို့ဒီလိုမျိုးလှုပ်ခြင်းအဖြစ်ကနော်ဟိုကျွန်တော်တို့ဘာမှမဖြစ်ပါဘူးကိုယ်ဝင်ကိုယ်အင်းနေပြီးတော့ကျွန်တော်တို့ဒီအတူရောင် fake election ကိုပြောမယ်ဆိုလို့ရှင်ကျွန်တော်တို့လက်မခံမှုပေါ့နော်ဟုတ်လားအဲလက်မခံမှုဆိုတဲ့ဟာကိုကျွန်တော်တို့ကပြချင်းဖြစ်တယ်စန္ဒပြတာတတိယအဖြစ်ပေါ့နော်ဟုတ်လားနော်ဆိုတော့အဲအဲ့ဆိုရင်သူကကဘာကိုချပြတာတဲ့ကျွန်တော်တို့ကဒီအာနာရှင်နော်အာနာရှင်ကိုလက်မခံမှုဆိုတာကိုထပ်ပြီးတော့ပြတာဟုတ်လားအဲဟာထိရောက်ပါတယ်နော် လုံးဝလုံးဝထိရောက်ပါတယ်ဟုတ်ပြီနော်အဲ့ဒါကိုသဘောပေါက်ဖို့လိုပါတယ်အမှန်ဆိုကျွန်တော်တို့ကကြောက်နေဖို့မလိုပါဘူးပြည်သူရနော်ကျွန်တော်ပြောခဲ့ပါတယ်အရင်ပြီးတော့ final မှာလည်းအမေစုစိတ်တက်ကိုမွေးပါအားလုံးကအမေစုဒီတနက်ကြီးနဲ့ထိတ်ကချိန်ထားတယ်ဆိုရင်တော့မှကိုရက်တံသွားပဲနဲ့ရှေ့ကိုဆက်လျှောက်တယ်အဲ့အမေစုရဲ့စိတ်တက်ပဲအမေစုမှာအော်ငါတော့ရွေးမရှိတော့ကြောက်ပါပြီခံဝင်ခရီးထုတ်ပြီးနိုင်ငံလောကထွက်ခဲ့ပါမယ်ဆိုမှမရှိပါဘူးအရင်ကလည်းမရှိဘူးခုလည်းမရှိဘူးနောက်လည်းမရှိဘူးဘယ်တော့မှရှိလာမှာမဟုတ်အဲ့အမေစုရဲ့ character ကြောက်တယ်မရှိဘူးတရားဖို့ကြောက်တယ်မရှိဘူးဆွဲချော်ရမရှိဘူးတတ္တိစီတယ်တယောက်ထဲလဲအာနာရှင်နေတာတယောက်ပြီးတယောက်စမန်တုံးကုန်တယ်အမေစုသည်ဟုတ်လားဟိုနားသွားတယ်ဆိုတာမရှိဘူးတချို့တော့နောက်ကနေပါမဟုတ်တဲ့ပြည်သူတယောက်စားနှယောက်စားတွေသာဟုတ်လားကိုယ်မှာဘာခက်ခဲရှိလို့စင်ချေမြင်းချေတွေပြီးပြီးရော break လောက်လိုက်တာဟုတ်လားနော်ဟုတ်လားအမေစုကအဲ့လိုမျိုး break လောက်ခြင်းမရှိပါဘူး okay အဲ့အောင်ကျွန်တော်တို့ကစံပြနေနဲ့ကျွန်တော်ဒါမေဆု highlight မိမောင်းထုတ်ပြတာ okay ဆိုတော့မေဆုစိတ်တမွေပါနောက်ထပ်ဒုတိယနံပါတ်2နံပါတ်2မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တမ္မာရာကြီးဦးဝင်းမြင့် ခံဝင်ကလေးလေးထိုးလိုက်လို့ရတယ်လွှဲပေးလိုက်လို့ရတယ်ဟုတ်လားအာနာ so sorry one ever တယ်ငါ့ကိုတချင်တက်လိုက်ပါအသေးပဲခံလိုက်မယ်လက်မခံပါဘူးဟုတ်လားဒါတမလိုက်ဥပမြင်ရယ်စိတ်တက်ဟုတ်လားနော်ဒီလိုမျိုးတွေကြောက်လားဟိုလက်ထိတ်တွေပဲကတ်ထားပြီးဒီတိုင်းနဲ့အကျဉ်းချခံပြီးဒီလိုအနေထားတောင်မှမကြောက်ပါဘူးဟုတ်ပြီနော်ဟုတ်လားကျွန်တော်တို့တွေကကျွန်တော်ထင်တယ်ကျွန်တော်နိုင်ငံမှာလူဖြစ်တယ်တချို့တွေကောင်းတာတွေမကောင်းတာတွေဆိုတာတန်းကိုကံကြမ္မာကိုကောင်းအောင်လုပ်အောင်မှာ ကျွန်တော်တို့ရဲ့နိုင်ငံသားတွေရဲ့ပမိုင်းပေးတာဝန်လားဒါမှမဟုတ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလူဖြစ်ပြီးတော့ဖြစ်တဲ့ကျွန်တော်တို့ရဲ့ချိန်သာတင့်နေတယ်လို့ပြောမှလားအဲ့လိုယူဆတာကျွန်တော်ပြောတာမဟုတ်ပါဘူးတဘောအနည်းငယ်ပြောပြတာဆိုတော့အဲ့လိုမျိုးပဲဘယ်လိုနည်းနဲ့ပဲဖြစ်စီကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာလူလာဖြစ်တယ်လူလာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တွေကဟိုကျွန်တော်တို့လောက်ဆောင်มาဖြစ်တယ်နောက်လာမဲ့ generation တွေဟုတ်လားအဲ့အားတွေပဲကျွန်တော်တို့ကျွန်တော်တို့ရဲ့ရှေ့မျိုးဆက်တွေကျွန်တော်တို့ရဲ့မိဘတွေထားပါတော့အတူတို့တွေကဒါနေဝင်းတို့တန်းရွှေတွေကိုနိုင်အောင်မတော်လန်နိုင်ခဲ့ပါဘူး ဟုတ်လားကျွန်တော်တို့တွေခုဆိုလို့ရှင်ဒါတန်တမာရေးရာတွေကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့အောင်မြင်နေပြီเนาะစစ်ပွဲကြီးကြည့်မယ်ဆိုရင်လည်းငကိုတော့ဆိုပုံမှန်လည်းဝန်ခံလို့ရှင်ဒါတိုင်းသားလက်နက်ကင်တွေအဖွဲ့တွေလောက်ပဲဟိုဒီ operation နဲ့ပတ်သက်မယ်ဆိုရင် no xvd ပေါ့ပြောမယ်ဆိုလို့ရှင်ဒီဟုတ်လားမရှိဘူးပေါ့ကောเนาะဟိုကျွန်တော်တို့ဒါ pdf တွေကိုပြောတာသဘောပေါက်လား xvd မရှိဘူးဒီစစ်စင်ရေးနဲ့စစ်ရေးနဲ့ပတ်သက်လို့ပေါ့เนาะအခုကြတော့ရှိပြီကိုယ်တိုင်ကိုကြဒါတိုင်းသားတွေရဲ့ control လုပ်မှုမပါဘဲနဲ့တော့မှကိုပါလို့ easy ဟုတ်လားเนาะ ဖော်ဆောင်နိုင်ပြီးတိုက်ပွဲတွေနိုင်နေပြီဟုတ်လားကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ဒီနေရာမှာဘာမှစိတ်သက်သာလည်းမရှိဘူးကျွန်တော်တို့စလာတော့လက်နက်မရှိဘူးအာဏာရှင်ထိတ်တယ်လို့ဒါကျွန်တော်တို့ဟိုတော်လန်ခဲ့ရတယ်အဲ့တော့ကျွန်တော်တို့ကဟုတ်လားအခုဆိုနိုင်နေပြီဟုတ်လားနော်မင်းအောင်လိုက်ဆိုရန်ကုန်မန္တလေးနေပြီးတော့လောက်တာအဓိကသူကွန်ထရိုးလုပ်နိုင်တော့တယ်ဟုတ်လားနော်ဟုတ်လားဒီလိုမျိုးနေပြည်သူတွေကလည်းကြောက်လို့ကျွန်တော်ပြောတယ်ပထမပိုင်းပြောနော်အဲ့လိုမျိုးအဲ့လိုကြောက်လို့ဒါဒီတိုင်းကြီးညင်ခံနေရတယ်နော်တိုင်းသားတွေလိုအညာဒေသလူတွေလိုမကြောက်ဘဲနဲ့တော်လန်ဆန့်ကျင်မဲ့အာဏာရှင်ကိုအဲ့လိုမျိုးဆိုလိုရတော့ အစိုးရကတော့မြို့ပြုတ်ပြီးကျွန်တော်နိုင်ငံကြီးချမ်းသာနေပြီဟုတ်လားနော်အခုတော့အဲ့လိုမဟုတ်ဘူးနေတဲ့ရက်စကုဆိုလေအတွဲလိုက်တယ်နော်ဟိုပုံချဲနေတာတွေနော်ဒီအခုမြန်မာအမျိုးသမီးပေါ်လုံးသင်းကိုကြည်နေတယ်အကြည့်တာကိုပုံနဲ့ပြကျွေးလိုက်တယ်နော်အခါကျတသားလင်းလောက်လူတွေသေသွားကြတယ်ကဲဤသူတွေအုပ်လို့ရှင်ကျွန်တော်ပြောတာယောက်ျားโอเคဒါဆိုရင်စကန်းနေဟုတ်လားလက်နက်ကင်နဲ့စကန်းနေကျဲပါပြဿနာမရှိပါဘူးဟုတ်လားပြည်သူတွေမလောက်ပါနဲ့နော် အာနာရှန်ကတော့ဘာမှပြောလို့မရပါဘူးဒီနေရာမှာပြည်သူသိအောင်မယ်ကျွန်တော်ပြောတာပါဟုတ်ပြီကျွန်တော်ဒီကောင်းချုံနေနဲ့ပြောချင်ပါတယ်ဒီဇင်ဘာ၁၀ရက်နေ့မှာကျွန်တော်တို့ silent strike for fake election ဆိုတဲ့ဟိုအတူရောင်ရေကောက်ပါလေစန္ဒပြန်လှုပ်တော့ဒီလိုမျိုးမျှဝေပါလို့ပြောရင်းနေပဲဒီကောင်းချုံပါတယ်ဒီလောက်ပါပဲဟုတ်ပြီနော်မြတ်တရားကျွန်တော်တို့ပတ်စလောက်ပါတယ်